။နေအိမ်ရေမြုပ်သွားချိန်မှာဒီမီတာစုဟာရေပင်လွတ်ဖို့အတွက်အိမ်ခေါင်မိုးကိုဖောက်ထွက်ခဲ့ရပါတယ်။ကယ်ဆယ်ရေးလေတစင်းလာတာမြင်တော့လက်ပြကူညီတောင်းခဲ့ပြီးနောက်ဆုံးမှာတော့သူတို့ကကယ်ဆယ်နိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဟယ်ယန်မြို့ဟာဒီတစ်ပတ်တွင်မိုးရသမှုဒဏ်ကိုအဆိုးရဆုံးခံစားခဲ့ရတာပါ။ မလေးရှားနယ်စပ်နာဂါစီးပွားရေးအချက်ချာကြတဲ့ဒီမျိုးမှာနှစ်ပေါင်း300တွင်ဝေးရခြင်းအများဆုံးအဖြစ်စံချိန်တင်ခဲ့ပါတယ်။အင်္ဂါနေ့မှာတာဝန်ရှိသူတွေကဆွန်ကလပ်ပြည်နယ်ကိုသဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဆုံအဖြစ်ကြေညာခဲ့ပြီးတရက်ထဲမှာတွင်မိုးရေခြင်း335မီလီမီတာအထိရွာသွန်းခဲ့ပြီးနှစ်ပေါင်း300တွင်စံချိန်တင်မိုးရေခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲရေကြီးမှုဟာ2.5မီတာ10ပေဝန်းကျင်အထိမြင့်တက်ခဲ့လို့ လူတွေဟာအနေများနေပြီးနောက်ကျနေတဲ့ရေတွေကြားထဲမှာသွာလာတာတွေလုပ်ခဲ့ရပါတယ်။ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်လည်းလူငယ်လေးတွေဟာရေပြင်အထက်နည်းနည်းပဲလွတ်တဲ့မီးကျူးတွေပေါ်ကနေဖြတ်ကူးနေကြတာကိုတွေ့ရပါတယ်။ကျမိုင်ဝန်ကြီးဌာနရဲ့ပြောကြားချက်အရမတော်တဆဒက်လိုက်မှုတွေနဲ့ရေလွှမ်းမှုတွေကြောင့်လူအများပြားသေဆုံးခဲ့ရတယ်လို့သိရပါတယ် ကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ထိုင်းစစ်တပ်ကတော့ကုညီထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတယ်။လေဆက်လေးစီးပါအဖွဲ့ကိုဆေးလုပ်ဖို့ပြင်ဆင်နေတယ်လို့ပေါ်ဒူးဟူးနေကပြောကြားခဲ့ပါတယ်။ဒါအပြင်ရေဝိုင်းပြီးပေးမိနေတဲ့ဆေးရုံကအေးပေါ်လူနာတွေကိုရွှေ့ပြောင်းပေးဖို့အတွက်ရဟတ်ရင်တွေကိုလည်းဆေးလုပ်ခဲ့ပါတယ်။လက်ရှိချိန်ထိထိုင်းနိုင်ငံတောင်ပိုင်းကခရိုင်ကိုကုနဲ့လူရည်နှစ်တန်းဒီပါဟရေဘေးတံကိုခန့်စားနေရပါတယ်။ အိန္ဒိယမလေးရှားနိုင်ငံမှာလည်းမိုးသက်ထန်စွာအဆက်မပြတ်ရွာသွန်းနေပြီးနိုင်ငံနှစ်ခုလုံးမှာလူဦးရေ၄000ကျော်လောက်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်ရှင်။